ထင်ချင်းနဲ့ပတ်သက်ပြီးတော့ကျမရဲ့အကျိုးကျေးဇူးများစွာရှိရဲ့အကြောင်းသိကြမည်လို့ထင်ပါတယ်။ထင်ချင်းကအစာအိမ်နဲ့ဥလန်းချောင်းကိုကျမစေတယ်။ကိုခန္ဓာထဲမှာရှိတဲ့မကောင်းတဲ့ဘက်တီးရီးယားယောဂပိုးတွေကိုနှိမ်နင်းဖို့အတွက်အကျိုးပြုဘက်တီးရီးယားပရိုဗိုင်ယိုတစ်တွေကိုထုတ်ပေးပါတယ်။ဝမ်ချုပ်တတဲ့သူတွေအတွက်လည်းဝမ်ကိုပုံမှန်တိုင်းသွားစေပြီးတော့ဝမ်ပျော်စေနိုင်ပါတယ်။ဒါရီဒီမဲကောင်းကျိုးရှိရလားဆိုတော့မဟုတ်ပါဘူးနော်။သူတွေဒီတွေလေ့လာချက်တွေအရထင်ချင်းက green ကျမရဲ့အတွက်အများကြီးထောက်ကူပေးနိုင်တယ်ဆိုတာကိုပါတွေ့ရှိခဲ့ရပါတယ်။ ။ဒါကြောင့်ဒီနေ့ဗီဒီယိုလေးထဲမှာကတော့နေချင်းစားပေးမယ်ဆိုလို့ရှိရင်ကရင်ကျမကြီးအတွက်ဘယ်လိုမျိုးကောင်းကျိုးတွေရရှိမလဲဆိုတာကိုပြပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်။ ပထမဆုံးတစ်ခုကတော့ဒိန်ဂျင်ကသွားတွေကိုခိုင်ခန့်စေတာပါဒိန်ဂျင်မှာကကယ်စီယမ်ဓာတ် အများပြပါဝင်တဲ့အတွက်ကြောင့်မို့လို့သွားနဲ့အရိုးတွေကိုခိုင်ခန့်စေနိုင်ပြီးတော့အသက်အရွယ်ကြောင့်သွားတွေဆွေးမြေ့လာတာသွားကျိုးလည်ရာတွေကိုကောက်ွယ်ပေးနိုင်ပါတယ်အထူးသဖြင့်တော့ခလေးတွေငငယ်ကလေးကဒိန်ဂျင်ကိုပုံမှန်သက်သုံးပေးမယ်ဆိုရင်တော့သွားတွေကိုညီညာခိုင်ခန့်စေပြီးတော့သွားရဲ့တိတ်တဲစားကိုလည်းပါသွားစေခြင်းမရှိပါဘူးနော်နောက်တစ်ချက်ကကြတော့ဒိန်ဂျင်ကသဖုံးတွေကိုချမ်းမာစေတာပါဦးလန်းချောင်းအတွက်အကျိုးပြုဗက်တီးရီးယားတွေကိုထောက် ုပ်ပေးနိုင်တဲ့ဒင်ဂျင်ကတဖုံးအတွက်လည်းတူညီတဲ့အကျိုးကျေးဇူးတွေ ရှိစေပါတယ်။ဒီ probiotics တွေကသွားကြားနဲ့တဖုံးမှာကပ်ညှိနေတဲ့ယောဂဗိုးတွေကိုသိစေလို့တဖုံးယောဂတွေဖြစ်တဲ့သွားကြိုက်သွားနာတာ၊တဖုံးယောင်တာ၊ရေစည်းကမ်းပြိုလိုက်တာ၊တဖုံးသွေးကိုစီတာဒါတွေကိုမဖြစ်စေအောင်ကာကွယ်ပေးနိုင်ပါတယ်။နောက်တစ်ချက်ကဂရင်းတွေကအဆိတ်တွေကိုရှော့ချပေးတာပါအဆိုင်ကနေပြီးတော့အစာချေဖြတ်ပြီးလို့ပြန်ကန်တက်လာတဲ့အယူတွေထဲမှာအဆိတ်တွေပါဝင်နေပါတယ်ဒီအဆိတ်တွေကဒရေးကနေတဲ့ဆင့်ဗ ါဇက်ထဲမှာများလာတဲ့အခါမှာမကောင်းတဲ့ဘက်တီးရီးယားတွေကိုပို့ပြီးတော့ပေါက်ဖွန်းစေနိုင်ပါတယ်။ဒိန်ဂျင်ဟာဆိုလို့ရှိရင်ဒီ acid တွေကိုလျှော့ချပေးတဲ့အတွက်ကြောင့်မို့လို့ဂရင်းထဲမှာရှိနေတဲ့ဘက်တီးရီးယားပေါက်ဖွန်းမှုနှုန်းကိုလည်းထိန်းချုပ်ပေးတာဖြစ်စေပါတယ်ရှင်။ နောက်ထပ်တစ်ချက်ကတော့ green nan ဆိုတွေကိုတက်တာစီတာပါ green nan ဆိုဖြစ်စေတဲ့အကြောင်းရင်းတွေကတခုကတော့အသွားကြားထဲမှာဘက်တီးရီးယားပိုးတွေပေါက်ဖွားမှုများနေရကြောင်းပါဒိန်ဂျင်ကဘက်တီးရီးယားပိုးတွေကိုဖယ်ရှားပစ်နိုင်တဲ့အတွက်ကြောင့်မို့လို့ green nan ဆိုဖြစ်ခြင်းကိုလည်းတက်တာစီနိုင်ပါတယ်နောက်ထပ်တစ်ချက်ကတော့ brace တက်ထားတဲ့သူတွေအတွက်လည်းအကျိုးထူးများစွာရှိပါတယ်သွားမညီရဲ့သူတွေသွားထက်နေတဲ့သူတွေသွားကျဲနေတဲ့သူတွေအနေနဲ့ brace လို့ခေါ်တဲ့သွားထိန်ကိရိယာတက်ထားတဲ့အခါမှာ စားလိုက်တဲ့အစားအစာကသွားပြီးတော့ကန့်ညိမယ်ဆိုရင်တော့အတန်ရှည်လို့ရတာနည်းနည်းခက်ခဲနိုင်ပါတယ်။ဒိန်ကြီးရဲ့ကောင်းကျိုးကသွားကြတဲ့မှာကန့်ညိကြံခဲ့ခြင်းမရှိသလိုငိုရှိနေတဲ့စားခြင်းစားကြံတွေကိုပါဖျက်ရှားပေးနိုင်ပါတယ်။ကယ်ဆီယမ်ပါဝင်မှုကလည်းများတဲ့အတွက်ကြောင့်မို့လို့သွားကိုခိုင်ခန့်စေပြီးတော့သွားညိစေဖို့အတွက်လည်းကူညီပေးပါတယ်။ကဲဒီတော့ green ချမ်းမာရေးအတွက်တနည်းကိုတစ်ခွက်လောက်ဒိန်ကြီးတောက်ကြပါဆိုနော်။ဒိန်ကြီးဆိုတဲ့နေရာမှာတကြားလုံးဝမပါဝင်တဲ့တဘာဝဒိန်ကြီးစစ်စစ်တွေကိုဒါအဓိကရွေးချယ်တောက်သုံးပေးပါ။ခလေးတွေအတွက်ဒိန်ကြီးကိုမှ ာအတ္တိလေးတွေလိစိတ်ပြီးတော့ရောကျွေတာအစိမ့်ဆန်တွေကျိတ်ပြီးတော့ရောမွေကျွေတာမျိုးတွေကိုတော့လုပ်ပေးလို့ရပါတယ်။သွားနဲ့ဂရင်းကျမ်းမာရေးကိုအမြင့်စစ်စေးဖို့အတွက်သွားစေးကန်းကို6လတစ်ချိန်သွားစစ်ပေးပါလို့ပြောရင်းနေပဲဗီဒီယိုလေးကိုညီကုန်းချုပ်လိုက်ပါရနော်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။